လူငယ်အချင်းချင်းအကြည့်ချင်းဆုံရမှာထိုင်းလူငယ်အမျိုးသားတူအုပ်မြန်မာလူငယ်ရှစ်ဦးကဓာတ်ဖြစ်ထိုးတက်မှုဒီကနေ့မနက်အစောပိုင်းမှာချင်းမိုင်မြို့မှာဖြစ်သွားခဲ့ပါတယ်။ဒီကနေ့မက်လာ၄ရက်မနက်၄နာရီဝန်းကျင်မှာထိုင်းနိုင်ငံချင်းမိုင်မြို့မှာရှိတဲ့ဖတ်တူချင်းမိုင်အနောက်ဘက်ဈေးမှာမြန်မာရွှေ့ပြောင်းအလုပ်သမားလူငယ်ရှစ်ဦးကအသက်၁၈နှစ်အရွယ်ထိုင်းအမျိုးသားတူအုပ်ကိုဓာတ်ဒုံနဲ့အခြားလက်လက်ပစ္စည်းတွေနဲ့လိုက်လံရိုက်နှက်ခဲ့ကြပါတယ်။အဲဒီလိုတိုက်ခိုက်ခံရမှုကြောင့်အသက်၁၈နှစ်အရွယ်ထိုင်းအမျိုးသားရဲ့ ညာဘက်နေရာမှာပြင်းထန်စွာတိုက်ရိုက်ရရှိခဲ့ပြီးတော့ဆွေန်ဒော့ဆေးုံတို့ပို့ဆောင်နေစဉ်တေဆုံးသွားခဲ့ကြောင်းသိရပါတယ်။ထိုင်းအမျိုးသားကိုတိုက်ခိုက်ခဲ့သူတွေဟာချင်းမိုင်မြို့မှာရှိတဲ့လူငယ်ဂိုင်းတစ်ခုဖြစ်တဲ့ငါးခွန်ငါးဂိုင်းအဖွဲ့မှမြမရွှေ့ပြောင်းလူငယ်တွေဖြစ်ကြောင်းသိရပြီးတေဆုံးသူထိုင်းအမျိုးသားရဲ့အကြောင်းကိုတော့အသေးစိတ်မသိရသေးပါဘူး။လက်ရှိမှာတော့တိုက်ခိုက်ခဲ့တဲ့လူငယ်၆ဦးကိုချင်းမိုင်ရဲတပ်ဖွဲ့ကဖမ်းဆီးရမိပြီးတော့ကျန်တဲ့တရခန်၂ဦးကိုတော့ဆက်လက်ရှာဖွေဖမ်းဆီးနေကြောင်းသိရပါတယ်။ ထိုင်းနိုင်ငံရောက်တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေကိုစီမံချက်အနေနဲ့နေစဉ်ဖမ်းဆီးပြီးမြန်မာနိုင်ငံပြန်ပို့နေတာကြောင့်လက်ရှိချင်းမိုင်မြို့မှာလူငယ်အချင်းချင်းဓာတ်ထုတ်မှုဖြစ်ပွားခဲ့တာဟာမြန်မာအများစုကိုပို့ပြီးတော့အကြိတ်ရိုက်လာစေနိုင်ပါတယ်။ဆိုတော့အခုပြောပြပေးခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြည်သက်ကြီးကိုအမြင်ဘယ်လိုရှိလဲ။ကို့အမြင်သဘောထားတွေကိုအောက်က comment မှာရေးပေးခဲ့ပါဦးနော်။